အဓိကပါဝင်ပတ်သက်နေတာကတော့စီရင်မျိုးသားပင်စင်ရုံဘုံငွေအဖွဲ့တွေဖြစ်တဲ့ AB1 ကနေ AB4 အထိနဲ့ AB7 တို့ဖြစ်ပါတယ်သူတို့ဟာမြန်မာစစ်တပ်နဲ့တိုက်ရိုက်အကျိုးတူပူးပေါင်းနေတဲ့အိန္ဒိယဂျပန်နဲ့ထိုင်းနိုင်ငံကကုမ္ပဏီကြီးတွေမှာရှယ်ယာတွေထည့်ဝင်ထားကြတာပါစုစုပေါင်းပမာဏကတော့အမေရိကန်ဒေါ်လာ484သန်းကျော်ရှိပါတယ်။အိန္ဒိယဘက်မှာဆိုရင်စစ်တပ်ကိုလက်နက်ရောင်းချနေတဲ့ Bharat Electronics နဲ့ Hindustan Aeronautics လို့ကုမ္ပဏီတွေပါဝင်ပါတယ်။ပိုဆိုးတာကတော့ဂျပန်ကုမ္ပဏီတွေဖြစ်တဲ့ KDDI နဲ့ Sumitomo ပါ။သူတို့ဟာ MPD နဲ့ပူးပေါင်းပြီးမြန်မာပြည်သူတွေကိုစောင့်ကြည့်ထောက်လှမ်းတာတည်င်းသမားနဲ့တက်ကြောက်လှုပ်ရှားသူတွေကိုခြေရာခံဖမ်းဆီးရမှာအသုံးပြုတဲ့ဤပညာတွေပန်ပိုးနေတယ်လို့ GFN ကထောက်ပြထားပါတယ်။ဒါ့ပြင်စစ်ကော်မရှင်ရဲ့အဓိကနိုင်ငံခြားဝန်ကြီးရေတောင်းမြင့်ဖြစ်တဲ့ရင်းနှီးတဲ့တဘာဝတံခွေလုပ်ငန်းမှလည်းထိုင်းနိုင်ငံက PTT PTT EP နဲ့အိန္ဒိယက GAI နဲ့ကုမ္ပဏီတွေမှစီရင်ရမုံငွေတွေရောက်နေတာပါ။ ဒါဟာဆရာစုမှုကိုတွယ်ဝိုက်ပြီးငွေကြေးထောက်ပံ့ရန်ရောက်နေပါတယ် Justice for မြန်မာပြောခွင့်ရမတ်ရည်နာမောင်ကတော့စီရင်နိုင်ငံသားတွေအနေနဲ့သူတို့ရဲ့ပင်စင်ငွေတွေကိုဒီလိုမတမာတဲ့လုပ်ငန်းတွေမှာအသုံးချနေတာလူလားမမဟုတ်ဘူးလို့ပြောပါတယ်။ AB ရန်ကုန်ွေအဖွဲ့တွေအနေနဲ့ယင်းနှိမ့်မြှုပ်နှံမှုတွေကိုချက်ချင်းရုပ်သိမ်းဖို့ဒါမှမဟုတ်အဲ့ဒီကုမ္ပဏီတွေစစ်တပ်နဲ့လမ်းခွဲအောင်ပြရားပေးဖို့တောင်းဆိုထားပါတယ်။